တနင်္သာရီမြို့နယ်ကတိုက်ပွဲတွေကြောင့်၃လကျော်ကြာစစ်ပေးရှောင်နေကြရတဲ့စစ်ရှောင်တွေစားနေရိတ်ခါပြက်လက်နေပြီးတော့နေထိုင်စားတောက်ရေးအခက်အခဲတွေကြုံတွေ့နေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဒီသတင်းကိုလေ့ရင်ပေးပို့ထားပါရရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းကြောင်းပေါ်ကပြည်တော်စုကားလမ်းပိုင်းမှာတိုက်ပွဲဖြစ်နေတာ၃လကျော်ကြာပြီဖြစ်တဲ့အတွက်စစ်ဘေးရှောင်နေရတဲ့တိန်ခွန်ချေရအုပ်စုကပြည်သူပေါင်း1900ကျော်ဟာစားနပ်ရိတ်ခါပြက်လက်နေပြီးစစ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းရှိနေကြတယ်လို့ စစ်ဘေးရှောင်ရေးကူညီပေးနေသူတွေစီကသိရပါဗျ။တိန်ခွန်ကြီးရအုပ်စုကစစ်ရှောင်တွေဟာတိုက်ပွဲတွေကြောင့်တောက်တောက်နေတဲ့မှာနေထိုင်နေရပြီးကျုံတလူစားတောက်နေရတဲ့အတွက်ကာလာဝမ်းယောဂါတွေဖြစ်ပွားနေတယ်လို့နေဦးမြတာစစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ဝင်ကပြောပါဗျ။ဟိုသူတို့ဖိမောက်တော်တော်လေးဒါစိတ်ရဲ့အမျိုးသမီးတွေသူတို့ဘက်မှာအမျိုးသမီးတွေကစိတ်ကြရောကဝင်နေကြတယ်။စိတ်တွေအဆင်မပြေကြဘူးလေ။စားရတောက်ရလည်းမဖူလုံဘူး။နေထိုင်ရတွေလည်းအဆင်မပြေတော့ဘူး။ ။ရာသီဥတုကလည်းပူလိုက်အေးလိုက်ဖြစ်နေတော့ဝန်ရောက်ကရလည်းဖြစ်ကြတယ်။တောထဲမှာပဲဖြစ်တယ်လို့နေရတော့နေထိုင်လို့အဆင်မပြေတာတွေစားတောက်ရလို့အဆင်မပြေတာတွေကြောက်လည်းပါမှာထင်တယ်။ဝန်ရောက်ကရကတော့တော်တော်များများဖြစ်နေကြတယ်။စီရေးတင်းမှနေတဲ့တင်းသားကြီးမြို့နယ်တဲကိုစစ်ကောင်စီတပ်ကမတ်လအစောပိုင်းကစပြီးရိတ်ခါကားတွေတင်ဆောင်ခွင့်မပြုတော့ဘဲဖမ်းဆီးနေတဲ့အတွက်ဒေသခံပြည်သူတွေနဲ့စစ်ဘေးရှောင်တွေရိတ်ခါပြက်လက်တဲ့အခက်အခဲတွေကြုံနေရပါတယ်။ ်လက်ရှိမှာစစ်ကောင်စီတပ်ဘက်ကထုံမခါမောတောင်ကားလမ်းမိုင်းကိုထိန်းချုပ်နိုင်မှုအတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးစစ်အာဏာတွေထပ်ဖြစ်နေတာငယ်မြေဆုံးမနိုင်အောင်လေကြောင်းပစ်ကူတွေနဲ့လည်းနေစဉ်ရက်ဆက်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ကော်တူးလေးအာမီ KTL ရဲ့ပြည်ညာရေးတာဝန်ခံကပြောပါတယ်။ အဓိကတော့ကျွန်တော်တိတ်ခိုးခဲ့တယ်နော်တိတ်ခိုးတိတ်ခိုးဘက်ကိုသူတို့ခြေကိုယူပြီးတော့ရက်ဒီရက်ခိုင်းရတော့မရှိတော့ဘူးပြည်သူတွေကတော့အကုန်လုံးကျွန်တော်ထွက်ပြီးတိတ်ချောင်လို့အဲ့မှာသူတို့ကဝင်ရောက်နေရယူပြီးတော့ပြည်သူတွေအိမ်ကိုအခြေခံပြီးတော့နေပြီးတိုးချင်တာတွေနောက်ပြီးတော့ဟိုခိုးစစ်ချင်တာတွေတက်လက်ပြီးတော့လှုပ်ဆောင်နေဟိုဘာလို့ကျွန်တော်တို့ကတော့ပထမတက်လာသူတို့ဆန်းမယ်နှစ်လဆန်းမယ်သုံးလဆန်းမယ်ပထမသုံးလဆန်းလို့မအောင်ဘူးနောက်သုံးလဆန်းဆန်းမယ်အဲ့ပုံစံမျိုးတော့ရှိရှိနေကြသူတို့ကရေချက်ကမော်တော်ကိုနေဆက်ကုန်လေးလမ်းပေါ့ ကျွန်တော်ဒီဝေါ်တောင်ကိုမရောက်မချင်းအဟိုရှေ့ဆက်ပြေးဝဲသဘောရှိတယ်နဖတ်တိုက်ပွဲတွေနေ့စဉ်ဖြစ်နေတဲ့အတွက်ဆစ်ဆောင်တွေကိုထောက်ပံ့တဲ့အဖွဲ့တွေအနေနဲ့စစ်ဘေးရှောင်နေရာတွေကိုသွားတဲ့အခါစစ်ကောင်စီတပ်စစ်ကြောင်းတွေထိတိုက်တိုးနိုင်တယ်လို့တိုက်ပွဲတွေကြားထဲပြိမိနိုင်တဲ့အတွက်ရဲကထောက်ပံ့မှုပေးနိုင်ဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်ဆစ်ဆောင်ကူညီပေးနေသူတွေအနေနဲ့ရဲကထောက်ပံ့မှုအခက်ခဲတွေဖြစ်နေတဲ့အတွက်စစ်ဘေးရှောင်ပြည်သူတွေစီစားနပ်ရဲခါတွေမရောက်တာကြောင့်ဆစ်ဆောင်ကာလာကြာလာတဲ့အများအခက်ခဲတွေပိုကြုံလာနေရပါတယ် ချက်သေးလားမဆိုသူလိုရဲ့နေရေးထားရေးတိုက်ပွဲတွေရရရှိဖြစ်လာရင်တော့သူတို့တော့လုံးဝအဆင်ပြေမှာမဟုတ်ဘူး။ဘာလို့ဆိုတိုက်ပွဲဖြစ်တဲ့လမ်းကြောင်းမှာစစ်ဆောင်ထောက်ပံ့တဲ့အဖွဲ့တွေတွားနေတော့စစ်ကြောင်းနဲ့ချိန်မြေတိုးနိုင်တယ်လေ။တိုက်ပွဲကြတဲ့ရောက်သွားနိုင်တယ်။တကယ်လို့စစ်ဆောင်ထောက်ပံ့တဲ့အဖွဲ့တွေကမလာရင်တော့သူတို့တော့ဒုက္ခရောက်နိုင်တာပေါ့။အခုဆိုတော့စစ်ပေးဆောင်တွေကတော့ညှော်လင့်ချက်တော့ရှိပါသေးတယ်။စစ်ဆောင်ထောက်ပံ့တဲ့အဖွဲ့တွေရတဲ့တစ်ခါတလေလာပြီးတော့နောက်တစ်ခေါက်ထွက်လာမယ်ဆိုပြီးတော့ညှော်လင့်နေကြတာပေါ့။ဒါပေမဲ့တိုက်ပွဲအခြေအနေကြောင့်အားငယ်စိတ်တွေစိတ်တက်ကြရပြီး ာဘီကျမ်းမာရေးချူရင်းနိုင်ရောဖြစ်နေကြတယ်ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ16ရက်ကစပြီးစစ်ကောင်စီတပ်ကတိန်ခွန်းထုံမခါနဲ့ညောင်မင်ခွင်းကြေးရီဘက်ကိုအင်အား300လောက်နဲ့စစ်တောင်းတို့ကနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာနဲ့ဒီကြောင်ကနေဘုံညက်တိုက်ခိုက်တာတွေကြောင့်လူနေအိမ်50ထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်ကျွန်တော်လင်းပါ